ိုးရိမ်တွေဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကအင်အားအလုံးရင်းနဲ့တုံပြီးတော့လိန်ညာခဲ့ပါတယ်။အဲ့ဒါလို့လိန်ညာခဲ့တဲ့အထက်မှာအထီရောက်ဆုံးနဲ့အညစ်ပတ်ဆုံးလိန်ညာသွားခဲ့ကြတဲ့သူတွေကတော့ဒဇင်ဦးဇော်ဖုံးဟိန်းနဲ့ကျော်စိုးဦးတို့၃ယောက်ပါ။၃ယောက်သားဇက်တိုက်ပြီးတော့တက်ညီလက်ညီလိန်သွားတဲ့အထက်မှာအစိုးဆုံးကကျော်စိုးဦးပါ။အဲ့ဒီဒီဘဲမျိုးကအဲ့ဒီအကြောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံသီးထုတ်တယ်။အဲ့ဒီမျိုးပေါ်မှာရှိတဲ့လုံယုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာ။အဲ့ဒီနေရာကိုရှင်းတာက ရှင်းပလိုက်တာဗျာရှင်းပြောရရင်ဒါအကြောင်းသားမှမရှိဘူးအကြောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝင်ချောရမှာကျဲမယ်ဗျာအကြမ်းမသမားရှိလို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကောက်ွယ်တာပဲနိုင်ငံတော်တို့ကလုံးတင်လုံးထက်တယ်လို့လားဆက်လုံးမှာပဲကျော်စုပ်ဦးအစိုးဆုံးလို့ဘာကြောင့်ပြောသလဲဆိုတော့အဲ့ဒီသူတို့ဗီဒီယိုအစုံမှာပါတဲ့ကျောင်းထဲမှာလက်နက်ထုတ်လုပ်နေတယ်ဆိုတော့ဗီဒီယိုကြောက်ပါသူတို့ရဲ့ဝါရဖြန့်ချီရေးကိုအဓိကတာဝန်ခံ စီစဉ်သွားတဲ့သူဥဆောင်သူကတစင်းဦးပါဒါပေမဲ့အဲ့ဒီဗီဒီယိုနောက်ဆုံးမှာပါတဲ့အကြောင်းတည်းမှာလက်နက်ထုတ်လုပ်နေတယ်ဆိုတော့ဗီဒီယိုကိုထုတ်ပေးတဲ့သူကကျော်စိုးဦးဖြစ်ပါတယ်ဘာကြောင့်ကျော်စိုးဦးလို့ပြောတယ်လဲဆိုတော့အဲ့ဒီဗီဒီယိုကိုအေဗီလာ29ရက်နေ့ကကျပ်ဖွတ်ပါတီမီဒီယာဖြစ်တဲ့ People's Media Telegram စာမျက်နှာပေါ်မှာတင်ထားခဲ့ဘူးလို့ပါ တင်ထားတဲ့သူကကျော်စိုးဦးကိုယ်တိုင်ပါ ဲ့ဒါလိုတင်ထားရမှာဘလို့ရေးထားတယ်လဲဆိုတော့မကွေးတိုင်းစောမြို့နယ်ရှိစာတင်ကျောင်းတစ်ခုအတွင်း၌စစ်သွေးကြွာများလက်လုတ် drop ဘုံပြုလုပ်နေမှုလို့ရေးထားပါတယ်အဲ့ဒါ people's media telegram မှာအခုထိရှိနေပါသေးတယ်တွားကြည့်နိုင်ပါတယ်ကျော်စိုးကိုယ်တိုင် chat media မှာစောမြို့နယ်ရှိစာတင်ကျောင်းလို့အတိအကျပြောထားပြီးဖြစ်ပါရတဲ့အခုအိုးရိန်အတွင်းမှာ ဘုံကျဲခံရတော့အဲ့ဒီစာတင်ကြောင်းထဲမှာအိုရိန်တွင်းကစာတင်ကြောင်းထဲမှာလက်လုံဘုံလုံနေပါတယ်လို့ဒီဗီဒီယိုကိုပဲပြပြီးတော့ပြောဆိုနေတာဟာလောက်ကြံပြောဆိုတာဖြစ်ကြောင်းလိညာပြောဆိုတာဖြစ်ကြောင်းတိတ်ထင်ရှားနေပါတယ်စဉ်းစားကြည့်ပါဒါမျိုးကိုမှလိညာလို့မပြောလို့ရှိရင်ဘယ်ဟာကိုလိညာလို့ကျွန်တော်တို့ပြောနိုင်ပါသလဲဒါမျိုးကိုမှယုံပါတယ်လို့မပြောလို့ရှိရင်ဘယ်ဟာကိုယုံပါတယ်လို့ကျွန်တော်တို့ပြောရမှာပါလဲအဲ့နေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြမယ် ဒါအကြောင်းသားမှမရှိဘူး။အကြောင်းသားမရှိဘူးစစ်သွေးကြွားတွေရှိလို့ရှင်းတာ။အဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝင်ချောရမှာ။ကျဲမယ်ဗျာ။အကြမ်းမသမားရှိလို့ရှိတဲ့နေရာကိုကျဲတာ။ဒါတိုင်းပြည်ကောက်ွဲတာပဲ။နိုင်ငံတော်တို့ကလုံးတင်လုံးထက်တယ်လို့လားဆက်လုံးမှာပဲ။တကယ်တော့အဲ့ဒီထဲမှာ PDF တွေမရှိဘူး။ PDF တွေကဘုံသီးလုံနေတယ်ဆိုတာမဟုတ်ဘူးဆိုတာသူတို့ကောင်းကောင်းသိပြီးသားပါ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလို့စပြီးတော့သတင်းဖြတ်တဲ့ဗီဒီယိုအတုက စောင်းမြုံနေတဲ့ကဗီဒီယိုဖြစ်ပြီးတော့အဲ့ဒါကိုကိုယ်တိုင်တင်ထားတာကလည်းသူတို့ဖြစ်နေလို့ပါသူတို့ကိုယ်တိုင်စောင်းမြုံနေတဲ့ကပါလို့ပြောထားပြီးသားဖြစ်တဲ့ဗီဒီယိုကိုပုံမှားရိုက် တင်ထားပြီးဆိုမှတော့အဲ့ဒီအိုရိန်တွေစာတင်ကြောင်းထဲမှာ PDF တွေမရှိဘူးဆိုတာသူတို့အတိဆုံးဆိုတာထင်ရှားနေပါပြီခလေးတွေတည်ဆုံတာဖြစ်ကြောင်းကိုသူတို့သိပြီးဖြစ်နေပါပြီအဲ့ဒါလို့သိပါရတဲ့ခလေးတွေကိုကျဲမယ်ဗျာဆက်လုံမှာပဲလို့ပြောတာဟာ ဘလောက်တောင်ရုပ်မှာတယ်ဆိုတာစဉ်းစားကြည့်ပါအဲ့ဒါကြောင့်ကြော်စိုးအစိုးဆုံးလို့ကျွန်တော်ပြောပါတယ်ဒါပေမဲ့ဒီဗီဒီယိုကိုတင်ပြီးဒီလိုတက်ညီလက်ညီဇက်တိုက်ပြောဆိုတာကတော့သုံးစလုံးကြံ့ရပါတယ်ပါအဲ့ဒီစာတင်ကြောင်းထဲမှာ PDF မရှိပါဘူးလက်နက်ထုတ်လို့မနေပါဘူးလို့တေဆုံးသူចောင်းသားမောင်နှမရဲ့မိဘတွေကိုယ်တိုင်ကထုတ်ပြောထားပါတယ်စစ်ကောင်စီကသူတို့ဘုံကျဲတာမဟုတ်ပါဘူးဆိုတော့မိဘနှစ်ပါးက ဘယ်လိုများပြောသလဲဆိုတာကိုနားထောင်ကြည့်ပါဦးသူတို့မလုပ်လို့ဒါကြီးကသူကလုပ်မှာနော်လင်းကြီးတဝဲဝဲနဲ့အပပေါင်းများစွာဝဲပြီးတော့ပြည်စပါပေါင်းများစွာဝဲပြီးတော့ဒီကြောင်းမွေးသူကသာဒီလုပ်တယ်ဆိုင်ပဲ PDF မှာသာမျိုးမရှိဘူး PDF လည်းဒီထဲမှာနေတဲ့လူလည်းဘူးမှမရှိဘူးသူကနေသူတို့ဘယ်နေမှမသိကြဘယ်နေမှလည်းမသိဘူးအဲ့လိုနေကြတာပဲ PDF မှာဒီဟာကြီးလာလို့ PDF ကဒီလိုစိတ်မရှိဘူးဒီလိုစိတ်လည်းမရှိဘူးသူတို့မှာ ်သူတို့လိုမဟုတ်သူတို့ကဖုန်းကြီးလည်းမချောင်းကလေးလည်းမချောင်းဒီကလူကိုလူချင်းကိုချင်းစာနာစိတ်တင်အများကြီးဒီကကလူကဘာမှမရှိဘူးဒီကကရန်သူဆိုရန်သူကိုပဲဟွာလုပ်ပါတယ်ဘယ်သူမှဒီကလေးတွေပဲတော့မှမလုပ်ဘူးအဲ့ဒီကြောင့်မှစတင်ပြီးတော့ဘုံကျဲချိန်မှာလည်းကိုတိုင်းရှိနေခဲ့တဲ့ဆရာမတူကလည်းကြောင်းထဲမှာ PDF မရှိချောင်းကိုပြောပါတယ်ပြည်သူကပြည်သူကိုမတက်ဘူးလို့လည်းပြောပါတယ်ဘယ်သူမှမလောက်သူ့လို့သူ့လို့ကိုလို့ကိုလို့ကြာ PDF ဆိုရင်လည်းကလေးတွေအထီးကအကြောင်းနဲ့လာလို့ပါမလားလုံးဆရာနေရအများကြီးသူတို့အဲ့လောက်မှစဉ်းစားတတ်ဘူးလား ဟုတ်တယ်မလားဟုတ်တယ်မလားပြည်သူကိုပြည်သူအထိကဘယ်သူမှမလုပ်ဘူးဟုတ်တယ်မလားပြည်သူကိုကိုယ့်ပြည်သူကိုအထိကဘယ်သူမှမလုပ်ဘူးသူတို့ PDF တွေလုတ်ချင်တယ်ဒီဟာကိုလက်နဲ့ဆန်းချင်ဥပမာပြောရလက်နဲ့ဆန်းချင်ဒီလက်လုံမိုင်းကိုလုတ်ချင်တယ်ဆိုရင်တခြားတော်ကြီးမှာအကျယ်ကြီးပဲဘယ်နဲ့သွားလုပ်လို့အเจ้าမှာလာလုတ်ဆရာအเจ้าကိုမရှိဘူးလုတ်လည်းမလုတ်ဘူးဆိုမှဘသူမှကိုပြည်သူကိုဒီကလေးကိုထိခိုက်နေတာဆီအောင်ဘသူမှအိုက်စိန်မျိုးရှိဘူး PDF ဆိုတာက ပျောက်ကြားတွေပါပျောက်ကြားဆိုတာပြည်သူကိုမိခိုပြီးတော့ဒေါ်လာရေးလောက်တာပါပြည်သူကျွေးတဲ့ထမင်းကိုစားနေတာပါအဲ့ဒါလိုလူတွေကပြည်သူတွေရဲ့အပြစ်မဲ့ကလေးငယ်တွေကိုဘယ်တော့မှမတတ်ပါဘူးအဲ့ဒီရွာသူရွာသားတွေကိုဘသူကမိတ်ဆွေလို့သဘောထားပြီးတော့ဘသူကရန်သူလို့သဘောထားတယ်ဆိုတာကိုစမ်းစစ်ကြည့်ကြပါသိရှင်းပါတယ်အဲ့တော့ရန်သူလို့သဘောထားတဲ့သူကဘုံကျဲမလားမိတ်ဆွေလို့သဘောထားတဲ့သူကဘုံကျဲမလားဆိုတာကလည်းရှင်းရှင်းလေးပါ တိစုံသူကလေးတွေရဲ့မိဘတွေကိုယ်တိုင်ကအကြောင်းထဲမှာ PDF မရှိပါဘူးလို့စိတ်လိုလက်ရထုတ်ပြောထားတာပါတကယ်လို့ PDF လက်ချက်နဲ့တိစုံတာအမှန်တကယ်ဆိုလို့ရှိရဟုတ်ခဲ့လို့ရှိရမိဘတွေကိုယ်တိုင်က PDF တက်တာမဟုတ်ပါဘူးလို့ PDF ကိုကောက်ွယ်ပြီးတော့ပြောကြပါမလားဗျာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတာကိုမမြင်မဲနဲ့တပ်သမီးနှစ်ယောက်တိစုံသွားတဲ့မိဘတွေကလိန်ညာပြီးတော့ပြောပါမလားတကယ်လို့ PDF တက်တာမှန်လို့ရှိရသူတို့က သားသမီးတယောက်ရဲ့မျက်နှာကိုတောင်မှမထောက်ဖဲနဲ့ PDF တွေဘက်ကနေပြီးတော့အကာအကွယ်ပေးနေပါမလားဆိုတာကိုစဉ်းစားကြည့်ပါတိတ်ရှင်းပါတယ်တော်တော်ကိုရှင်းတဲ့ဇာတ်လမ်းပါဒီချိန်မှာဟိုအဖြူစိမ့်ဝင်ပြီးကျောင်းသားကျောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကကျောင်းပိတ်တဲ့ယာတီပြီးတော့ဒီဘဲရင်မှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘဲရင်ကဒါစာမွေးပြန်ဖြေရတဲ့ဟို grade 2ကျောင်းသူကျောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးအဲဥစ္စာကတရင်မှဖြစ်တယ်နော်ဒီဘဲရင်က လုံးဝလည်းပညာလည်းဟိုအကြောင်းလည်းမဖွင့်ဘူးပညာသင်ကြားတဲ့ဟိုဟာလည်းမဟုတ်ဘူးညီမလေးပြောလို့ပဲ grade 2တွေဖြေရတဲ့ဟိုဟာအကြောင်းလည်းမဟုတ်ဘူးပေါ့နော်ကျောင်းဖွင့်ခြင်းမဟုတ်ဘူးဆိုတဲ့စကားကိုသူတို့စစ်လော်ဘီတွေကအင်တိုင်အားလိုက်ဝါရဖြတ်ချီပြောဆိုကြပါတယ်။တစင်းဦးတိဖို့အချက်နှစ်ချက်ပြောပါမယ်။ပထမချက်ကဒီကျောင်းဟာ NUG ဖွင့်တဲ့ကျောင်းပါ။စစ်ကောင်စီရဲ့ကျောင်းမဟုတ်ပါဘူး။အဲ့တော့စစ်ကောင်စီအခြေစားတိုင်းဖွင့်ခြင်းမှဖွင့်မယ်ဆိုတဲ့အချက်ပါ။ဒုတိယချက်ကတော့ကြေးရွာတွေမှာကျောင်းတွေကိုသီးနှံစိုက်ပျိုးခြင်းနဲ့ချိန်ကပ်ပြီးတော့ ဖွင့်လေရှိပါတယ်အဲ့ဒါကအခုအာနာသိမ့်ပြီး၄နှစ်ကြာမှမဟုတ်ပါဘူးလွန်ခဲ့တဲ့260 90ခန်းကလေးကထုံးစံမှာအရင်အရင်အစိုးရတွေလက်ထက်မှာကလေးကထုံးစံမှာတော့ကဒလီထုံးစံကိုသတင်းဦးနားလည်ပုံမရပါဘူးတော့မှာကောက်ဆိုင်ချိန်ကောက်ရိတ်ချိန်ကြက်သွန်ဆိုင်ချိန်ကြက်သွန်နှုတ်ချိန်မြေပဲဆိုင်ချိန်မြေပဲဖော်ချိန်တွေဆိုလို့ရှိရင်ကြောင်းဖွင့်ဖွင့်မဖွင့်ဖွင့်ကြောင်းသားတွေကကြောင်းမတက်ပါဘူးအဲ့တော့ဆရာတွေကမတက်တာတဲ့အဆုံးမှာကြောင်းပိတ်ပေးရပါတယ် ចောင်းသားအလုံးအစဉ်ပြေတဲ့အချိန်တွေမှာចောင်းကိုအစားထိုးပြီးတော့ဖွင့်လှစ်ပေးရပါတယ်။အဲ့ဒါတော်ចောင်းနေအလုံးရဲ့ထုံးစံမှာသူ့ရဲ့သူ့ရွာမှာသူ့အထာနဲ့သူ့တလေးနဲ့ရှိပါတယ်။ဇော်ဘောဟင်းကဒီတဲ့င်းကတဲ့င်းမှာပဲလို့ဇွတ်ပေးကပ်ပြီးတော့ညင်ပါတယ်။အဲ့ဒါကိုတော့ကျွန်တော်အထူးရှင်းမပြတော့ပါဘူး။ဒီတဲ့င်းကတဲ့င်းတူတဲ့င်းမှာမဟုတ်ចောင်းကိုအခုဆိုလို့ရှိရင်လူတိုင်းသိနေကြပါပြီ။တဲ့င်းဟာသူ့ရဲ့နေဝန်မိုးဟင်းရဲ့တပည့်လည်းဖြစ်ပါတယ်။ ဆိုတော့အဲ့မှာတို့ပုံနေထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရဲ့ပြီးရင်သွေးစွန်းနေတဲ့ဟိုဓာတ်ပုံကြီးရဲ့ဆိုတာအလောက်ကြံဖန်တီးရတာအရင်ကတည်တာပါတယ်ခလေးတွေတည်တာကိုအလောင်းအတုတွေပါဆိုပြီးတော့ဇွတ်အတင်းညင်းနေပါတယ်ခလေးတွေတည်ဆုပ်နေတဲ့ပုံနေကျွန်တော်တို့စီမှာဓာတ်ပုံ300လောက်ရှိပါတယ်ဗီဒီယိုဒါဇင်နဲ့ချီပြီးတော့ရှိပါတယ်ပြည်သူအများလဲမြင်ပြီးကြပြီးပါပြီခလေးတွေအသားဘက်တွေလွတ်ဆင်ပြီးတော့နံရံနေမှာကတ်နေတာဥနဲ့ကလီဇာလေးတွေအပုံလိုက်ပဲကြံနေတာကလေးခြေောက်ပြက်ကလေးတွေကို လူကြီးတယောက်ကလက်နက်ကင်လာတာမသေးတဲ့ကလေးငယ်တွေခြေပြားလက်ပြက်ဖြစ်တာကိုစေကုပေးနေတဲ့ဓာတ်ပုံတွေအထောက်ထားဗီဒီယိုတွေတော်တော်များများ ရှိနေပါပြီဒါကိုတောင်မှကလေးတွေရဲ့အလောင်းကအထုပါသွေးတွေကအထုတွေပါလို့ပြောတာကတော့တော်တော်ကိုကိုချင်းမဆန်နာတဲ့စကားလူစိတ်ကင်းမဲ့တဲ့စကားပါကလေးမိပါတွေဝမ်းနေလို့အောင်ငုံနေတာတွေနာရေးအစီအစဉ်တွေ မြေရွန်းထဲမှာတကြိုတာတွေကိုတောင်မှဟန်ဆောင်နေတာလို့ပြောနေသေးတာကတော့တော်တော်လူစိတ်ကင်းမဲ့တဲ့လူတွေမို့လို့အဲ့ဒါလို ပြောနိုင်ကြတာပါဒါတွေကိုကြည့်လိုက်ရင်သူတို့တော့ရဟာမသိလို့ပြောနေတာမဟုတ်ပါဘူးတိတိနဲ့လိန်နေကြတာပါတိတိနဲ့ဆရာဆိုမှု crime against humanity တွေကိုဖုံးဖိကာကွယ်နေတာလိန်ညာပြီးတော့ပြည်သူတို့လှည့်စားနေတာဟာအဲ့ဒီရာဇဝမှုတွေအတွက်ကြံရပါအဖြစ်လှုပ်ဆောင်ကြတယ်လို့သဘောတည့်ရောက်ပါတယ် ဒါဟာတိတိမမကိစ္စမဟုတ်ပါဘူးသတင်းသမားတယောက်ကသတင်းမှပြောမိတာလိုမျိုးတာမန်ကိစ္စမဟုတ်ပါဘူးအလွန်ကြီးကျယ်တဲ့ယာဇဝိမှုကြီးတွေမှာသူတို့ကြံရပါဖြစ်နေပြီဆိုတာကိုသူတို့ကိုယ်တိုင်တောင်မှသိမှ သိကြပါလိမ့်စား